တင်းတုတ်ပြီးပြီလားပေါ့နော်သူရေးထားတာအတင်းရောအတင်းတုတ်ပြီးပြီလားတဲ့အတင်းတုတ်တယ်ဆိုတာပြောနေတယောက်အပြာလှမ်းရှင်းရှင်းအောင်လေးကိုပြောချင်တာ က်သူနင်းနာမှုရှိဘူးဆိုရင်တယောက်ကြောင့်တယောက်ပြန်ပြီးတော့ပြောပြောတာအဲ့လိုတယောက်စီကတတိယချက်လဲဟိုနားထောင်တယောက်စီကသင်္ကန်းစားပြန်ယူအဲ့လိုမျိုးဖြစ်မှာ ဝယ်တဲ့ခါကျရင်သူကဘယ်လိုဖြစ်လဲဆိုတော့တရက်တော့မှရော့လို့မရဘူးတရက်နောက်ကျတာနဲ့သူကတန်းကြီးပေးရတယ်ကိုရဲ့ credit ထိတယ်ပေါ့လေအဲ့လိုမျိုးနောက်တစ်ခုကကားရင်ရှုတဲ့ကောကအသက် company က company တစ်ခုနဲ့တစ်ခုပြောင်းချင်တယ်ဈေးကြီးတယ်အဲ့လိုမျိုးတွေပြောင်းချင်တယ်ဆိုရင်တစ်ခုသဘောနဲ့ကိုပြောင်းလိုက်ပြီးတော့မှအရင် company မပြောဘဲနဲ့နေလိုက်တာမျိုးမရဘူးအဲ့လိုမျိုးနေလိုက်မှဆိုရင်ဒီ company ကသူက state ပေါ့ဟို state ရဲ့ဒီ DMV ပေါ့အာကုန်းလန်းဆက်သွင်းရေးတော့ပါတော့သူကစာပို့ရတယ်ကြောင်းကြရတော့ပေါ့လေအဲ့လိုအဲ့ဒီဟာတွေပြောပြတယ်ဆိုပြီးတော့ကိုအကြောင်းကိုပြောတာပေါ့ဒါမှကိုတငယ်ချင်းကိုပြောပြထားတဲ့အတွက်ကြောင့်မို့လို့ကိုတငယ်ချင်းကဒီလိုမျိုးစင်လူရုံးမှရှိတဲ့ကိစ္စကိုတခြားတယောက်ပြန်ပြောပြတာအဲ့ဒါအတင်းမဟုတ်ပြောချင်တာ အတင်းတော့အတင်းပဲဒါမဲ့ဒါကောင်းစင်ကောင်းတွေ့ကြုံယူတယ်ဘူးတူတာယူတယ်အာနောက်မဖြစ်အောင်သင်ခန်းစာယူဖို့အတွက် information share လင်းပါပါတယ်ပေါ့နော်ဆိုတော့အဲ့လိုလူတွေရလဲအော်တယောက်နဲ့တယောက်ဒီဟိုဖြစ်နေတာပေါ့အော်စိတ်ဟိုဖြစ်နေတာ စ်လေးရင်းနှီးမှုကိုရတယ်ဆိုတာအဲ့ဒါအဲ့ဒါပြောချင်တာဒီနားမှာတကွေအက်ဆစ်ဒင့်ခါမှဖြစ်တယ်အဲ့ဒါကြောင့်ရသတိထားရဆိုတော့ဟိုအထိုင်းမှာဆိုရင်လည်း तू ကအဲ့လိုမင်းသမီးတွေရဲ့အကြောင်းကို celebrity တွေရဲ့အကြောင်းကို तू က gossip ဆိုပြီးတော့မှဟိုစာဆောင်လေးတွေရှိတယ်လေဘယ် तू ကတော့ဘယ်လိုဆိုပြီးတော့မှအထူးသဖြင့် तू ကတော့အဲ့ဒါတော့အဖို့ချွတ်တွေများတယ်ဆက်စီပုံတွေများတယ် gossip ောရင်အတင်းတဲ့ယောက်ျားတွေပြောရင်ဆိုရင်အတင်းတဲ့အဲ့ဒါကမဟုတ်နေတာလေအတင်းကတတိယပဲလေသူပဲပြောပြောလိမ့်တော့အဲ့ information share ရတယ်လို့ထားလို့ဒါဆက်ပြီးဖုန်းခေါ်လာပါတယ်ရှင်ကျမလည်းကမရောက်ပါတယ်ရှင်ရှိရဖြစ်มาရောက်နေပါပြီရှင်